င်္ဂလာပါရှင်ကျမကတော့ရုံမေကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောက်နှုတ်တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ခမရ986ကအရာရှိစစ်တီတွေလိုက်ပါလာတဲ့ကားကို ရေးဘလူးဖွဲ့ကတိုက်ခိုက်တဲ့သတင်းဖာကန်မြို့နယ်မှာ KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲဆက်ပြင်းထန်နေတဲ့သတင်းပြပသွားဖို့အလုသမားတွေစောင့်ပွဲဖြေတဲ့ပင်လုံခန်းမှာဘုံပေါက်ပွဲမှုဖြစ်ပွားတဲ့သတင်း စသုံးလုံးအရာရှိများလိုက်ပါလာတဲ့ကရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာတိုက်ခိုက်ခံရတဲ့တည်။ရုရှားနဲ့ယူကရိန်းဖင်လန်နဲ့အပြည့်ရမဲ့ကိစ္စနားလည်မှုကွဲလွဲနေတဲ့တည်။အစရှိတဲ့တည်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးတည်အနေနဲ့ခမာယ986ကအရာရှိစစ်တီတွေလိုက်ပါလာတဲ့ကားကိုရေဘလူးခွဲကတိုက်ခိုက်တဲ့တည်ကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရေးမြို့မှာစစ်ကောင်စီရဲ့ခမာယ986ကအရာရှိစစ်တီတွေလိုက်ပါလာတဲ့ကားကို ရေဘလူးဖွဲ့ကတိုက်ခိုက်ခဲ့လို့စစ်ကောင်စီရရှိအပါဝင်၃ဦးသေဆုံးခဲ့တယ်လို့ရေဘလူးဖွဲ့ခေါင်းဆောင်ကပြောပါတယ်။ခမရ986ကရရှိစစ်တီတွေဟာအစည်းအဝေးပြုလုပ်ဖို့ခမရ989ကိုလာရောက်မယ်လို့သတင်းရတာကြောင့်မနေ့ကမနေ့ပိုင်းမှာပဲရေမော်လမြိုင်လမ်းမကြီးပေါ်မှာစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ထိခိုက်မှုရှိခဲ့တယ်လို့ရေဘလူးဖွဲ့ခေါင်းဆောင်ကပြောပါတယ်။ နောက်ထပ်သတင်းအနေနဲ့ဖာကန်မြို့နယ်မှာ KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲဆက်ပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖာကန်မြို့နယ်လဝါကျေးရွာနီးမှာစစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းထားတဲ့စစ်ကြောင်းနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဆက်ပြင်းထန်နေတယ်လို့သိရပါတယ်။စစ်ကောင်စီလက်အောက်ခံမင်းစေတန်ပြည်သူစစ်ကတနိုင်းလီတို့လမ်းပိုင်းရှိလဝါကျေးရွာအတွင်းထိုးစစ်ဆင်လာတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်မရန်ကထောင်ဂိတ်ကစစ်ကောင်စီစစ်ကြောင်းနဲ့ကာမိုင်းပြူဟာဘက်ကစစ်ကောင်စီစစ်ကြောင်းတွေကိုစစ်ကူအင်အားဖြင့်ဖြည့်တင်းထားကြောင်းသိရပါတယ်။ KIA ပူးပေါင်းတဲ့အနေနဲ့လည်းဗမော်မျိုးကို အပီစီသိမ့်ပိုက်နိုင်ရေးဆက်လက်ကြိုးပမ်းနေကြောင်းသိရပါတယ်။နောက်ထပ်သတင်းအနေနဲ့ပြပသွားလို့ကိုအလုတ်သမားတွေစောင့်မွေးဖြေတဲ့ပင်လုံခန်းမှာဘုံပေါက်ကွဲမှုဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြပနိုင်ငံတွေကိုသွားရောက်အလုတ်လုတ်ကြိုင်မဲ့အလုတ်သမားတွေ ဆောင်မွေးဖြေဖို့နဲ့စာချုပ်ချုပ်ဖို့ဆောင်ရွက်နေတဲ့နေရာဖြစ်တယ်။ရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်ရှိပင်လုံခမ်းမမှာမနေ့ကမနက်ပိုင်းမှာဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။မြောက်ဒဂုံမြို့နယ်မင်းရဲကျော်စွာလမ်းနဲ့ဘုံမင်းရောင်လမ်းတောင်ရှိစစ်ကောင်စီရဲ့အလုသမားညွန်ကြားရေးဦးစီးဌာနရှေ့ပြောင်းအလုသမားဌာနပင်လုံခမ်းမရဲ့အရှိမျက်နှာစာအုတ်တိုင်းနဲ့ကက်ရက်နေရာမှာဘုံပေါက်ကွဲခဲ့တာလို့သိရပါတယ်။ မက်ရှလာတတိယပတ်ကစပြီးဤပါနိုင်ငံတွေကိုသွားရောက်အလုပ်လုပ်ကံတွင်ပြုမဲ့လူရည်အတွက်နဲ့အလုပ်ခေါ်စားတမန်လက်တာကိုစစ်ကောင်စီကကန့်သက်ထားတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းအနေနဲ့စာသုံးလုံးအရာရှိများလိုက်ပါလာတဲ့ကရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာတိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့အထူးဆောင်လမ်းစစ်ဆေးဌာနစာသုံးလုံးအရာရှိအပါအဝင်ရဲသုံးဦးကို ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာတိုက်ခတ်တိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း9835တက်ခွဲလေးကမင်းကထုတ်ပြန်ပါတယ်။ကြိုက်ထုံမျိုးနဲ့ကြာဖြူကြီးရွာထိပ်ခမိတ်ဆိုးရရဘာချန်အနီးမှာကြိုက်ထုံမျိုးနဲ့စုံစမ်းစစ်ဆေးဦးစီးဌာနစသုံးလုံးကစုံမှုပါဝင်3ဦးကိုမတ်လ23ရက်ညနေပိုင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့အသိပေးပါတယ်။စုံစမ်းစစ်ဆေးရမှုသူရာဆိုးမှာတရားရရှိခဲ့ပြီး ဒုစုံစမ်းစစ်ဆေးရေးမှုမေးသူနဲ့လက်ထောက်ဆောင်မှုမျိုးတန်းတို့မှာတိုက်ခိုက်ခံရတဲ့နေရာမှာပဲပွဲချင်းပြီးတည်ဆုံးခဲ့ကြောင်းဖော်ပြပါတယ်တိုက်ခိုက်ခဲ့မှုတမနစ်ခန့်ကြာရုတ်တံမတန်ဖိုင်ကိုထုတ်ပြန်ခဲ့ရာခဲယံဟွန်ဒါဖစ်ကားကို PDF များကနက်နက်ငယ်တွေနဲ့အနီးကပ်တိုက်ခတ်လိုက်တာလို့တွေ့ရပါတယ်နောက်ဆုံးသတင်းအနေနဲ့ရုရှားနဲ့ယူကရိန်းပလန်နဲ့အပြစ်ရက်မဲ့ကိစ္စနားလည်မှုကွဲလွဲနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမေရိကန်ဂျာဝင်စစ်စမ်းမှုနဲ့ရုရှားနဲ့ယူကရိန်းဂျာ ပင်လယ်နက်မှာအပြစ်ရဖို့သဘောတူလိုက်ပြီလို့အမေရိကန်ကမနေ့ကကြေညာခဲ့ပေမဲ့လည်းရုရှားနဲ့ယူကရိန်းကြားအတိတ်ပဲဖွင့်ဆိုမှုတွေကွဲလွဲနေပါတယ်။ရုရှားကပင်လယ်နက်သဘောတူညီမှုအကျိုးသက်ရောက်မှုမရှိခင်သူတို့ဘောဖိတ်ဆို့အရေးယူမှုတွေဖယ်ရှားရမယ်လို့ပြောပါတယ်။ရုရှားပြောတာကရုရှားဘဏ်တွေပေါ်ဖိတ်ဆို့အရေးယူမှုတွေဖယ်ရှားပြီးဘဏ်တွေကြားငွေကြေးဆိုင်ရာ switch ကိုရထဲအပြည့်အဝပြန်လည်ချိတ်ဆက်ပေးမှသာသဘောတူညီချက်အကျိုးသက်ရောက်မယ်လို့ဖော်ပြထားပါတယ်။ ယူကရိန်းသမ္မတဗိုလိုဒီမီယာဇလန်စကီကတော့ရုရှားဟာအမေရိကန်ညှိနှိုင်းသူတွေနဲ့ဆွေးနွေးပွဲရလဒ်ကိုလိမ်ညာနေတယ်လို့စွပ်စွဲလိုက်ပါတယ်။ခရမ်လင်ကထပ်ပြီးလိမ်ညာနေတယ်။ဖင်လန်နဲ့အပြစ်ခက်ရစဲရေးဟာ ပိတ်ဆို့အရေးယူမှုတွေပေါ်မူတည်နေတယ်ဆိုတာနဲ့ဆွေးအင်ဆိုင်ရာအပြစ်ခက်ရစဲရေးကိုမတ်လ18ရက်ကလေးကစတင်ခဲ့တယ်ဆိုတာဟာ လိမ်ညာတာပဲ။မော်စကိုကအမြဲလိမ်ညာနေတာလို့ ယူကရိန်းပြည်သူတွေကိုပြောကြားတဲ့ညစဉ်မိန့်ခွန်းမှာထည့်သွင်းပြောကြားသွားခဲ့ပါတယ်။အင်ဖြူတော်ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်ဟာလုံးဝရှင်းလင်းတယ်လို့သူကဆက်ပြောပြီးရုရှားကို ထမှန်လိန်ညာခွင့်ပေးမလားဆိုတာကကမ္ဘာကြီးနဲ့ငြိမ်းချမ်းရေးကိုတကယ်လိုလားတဲ့သူတွေပေါ်မှာမူတည်တယ်လို့ထက်လောင်းပြောကြားသွားခဲ့ပါတယ်။မနေ့ကတရက်တာဖြစ်ပျက်ခဲ့တဲ့သတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးအတွက်ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။